င်းနေတဲ့နှုတ်ပညာရှင်တချို့တော့ဝင်ရောက်ဖို့ဆောင်ခွင့်မရခဲ့တဲ့ထိုးရဲ့နာရင်အလုံးမဲမင်္ဂလာပါဗမစ်နောင်ကနေကျဆွလိုက်ပါတယ် သူကမလဆိုင်ရနဲ့မနက်ပိုင်းမှာရုတ်တရက်ကွယ်လွန်သွားခဲ့တာကြောင့်ချင်းရတဲ့အမကန်ဘရိတ်တ်တင်နဲ့ဒေသစုအတွက်တော့ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်ခဲ့ရပါတယ်။အသက်ကလည်းငယ်သေးတဲ့အပြင်ခုနရှိချိန်မှာမှအောင်မြင်မှုတွေရနေတာမို့သူအတွက်နှွေပညာမောင်နှမတွေကလည်းဆင်မကောင်းဖြစ်နေခဲ့ကြတာပေါ့။သူကွယ်လွန်တာကိုမယုံကြည်နိုင်ဘူးလို့လက်မခံကြပေမဲ့လည်းမလဆန်နီရနဲ့မှာတော့သူရဲ့နောက်ဆုံးခေတ်ကိုလောက်ခဲ့ပြီးမို့လက်ခံလိုက်ကြရပါပြီ။မလဆန်နီရနဲ့မှာတော့သူရဲ့နောက်ဆုံးခေတ်လေးဖြစ်တာမို့မထင်မှတ်ထားလောက်ကိုလူတွေကလည်းများပြားနေခဲ့ပါတယ်။ နေ့လယ်2နာရီမှသာတကြိုဖို့လှောက်ထားခဲ့ပေမဲ့မနက်ခင်းကလေးကလာဆောင်နေကြတဲ့ဘေးသက်တွေကလည်းများတာမို့အဆောင်အတွင်းမှာလူကကြိတ်ကြိတ်တို့ကိုဖြစ်နေကြတာပါ။ဒါကြောင့်မို့နေ့လယ်2နာရီချိန်ထိဆောင်လို့မရတော့ဘဲနာရီကိုရှေ့တိုးလိုက်ရပါတယ်။အေးကန်တဲ့ကနေသမတ်ရဆောင်ကိုထုတ်လာတဲ့ချိန်မှတော့တော်တော်လေးကိုတိုးမပေါက်ခဲ့ရပါဘူး။သူဟာဖြူရောင်တက်ကလေးဇလန်တွဲမဲချိုဇလန်တွဲတွေနဲ့ဘေးသက်တွေစတင်ရရှိလာခဲ့တာပါ။ ကလေးတယောက်ဆောင်နေနဲ့နှပြညလောကတဲ့ကိုရောက်နေကြတာကြပြီးဖြစ်တော့လဲအခုချိန်မှသာအောင်မြင်မှုရတာကိုစတင်ခန်းဆောင်ရတာပေါ့အောင်မြင်ဆောင်ပြုချိန်မှာကွယ်လွန်သွားတာမို့အမကန်ပြည်သက်တွေကသူ့ကိုနိုင်ရမှာနောက်ဆုံးချိန်လာရောက်တွေ့ကြပါတယ် ဒါကြောင့်မို့လဲကြက်ချိတ်တိုးလို့မရအောင်ကိုစီသွားခဲ့တာပါထူးနဲ့ရန်ကုန်ရင်းနှီးကြတဲ့ MRTV4 တရုတ်ဆောင်တွေလည်းနာရီကိုလာရောက်ခဲ့ကြပါတယ်ထူးရဲ့တငယ်ချင်းအရင်ခါခါနှုပညာရှင်တို့ဟာထူးရဲ့နောက်ဆုံးခေတ်မှာမျက်နှာလေးတောင်တွေ့ခွင့်မရလိုက်ပါဘူးဒါဝင်ဆိုရင်လည်းနှစ်နာရီမှထင်ကာသွားရင်းနဲ့နာရီခမဆောင်တဲ့ကိုတောင်ဝင်လို့မရပဲဖြစ်ခဲ့ပါသေးတယ်လူတွေကရန်ကုန်များပြားတာကြောင့်နာရီဆောင်ထဲမှာလည်းထားလို့မရတော့ပဲအေးခန်းထဲကိုသာပြန်ရွှေ့သွားခဲ့တာပါ ဒါကြောင့်မို့တောင်းဝေဆိုရင်အထက်ဘဲဝင်ဖို့အသေးတံကိုတောင်းဆိုခဲ့ရပါတယ်။ယင်းနေ့တဲ့အနုပညာရှင်တွေအနေနဲ့ထိုးရဲ့နောက်ဆုံးခီးလေးမှာမျက်နှာလေးကိုမြင်တွေ့ချင်တာကြောင့်အပြေးလာခဲ့ပေမယ့်လူအရန်ကိုစီခဲ့တာမို့တုံးမပေါက်ဖြစ်ခဲ့ရတာပေါ့။ဒါကြောင့်မို့မျက်နှာကိုမြင်ခွင့်မရလိုက်ပဲအုတ်ကိုသွင်းတဲ့အချိန်မှသာနှုတ်ဆက်လိုက်ရတဲ့သူတွေလည်းရှိပါတယ်။ထူးရဲ့နာရီကထင်ထားတာထက်ကိုအရန်လူများနေကြတာပေါ့အခုလိုလူတွေကြိတ်ကြိတ်တုံးနေတာကိုချစ်ချင်းအဖြစ်ထူးမှာအဖေရဲ့ပြိဿတ်တဲ့ခိုင်မာကိုရှိတယ်ဆိုတာသိနိုင်ပါတယ် အခုလိုအဖေးလက်ခံမှုမျိုးနဲ့ဆိုရင်နောက်၄-၅နှစ်အတွင်းမှာသူကအောင်မြင်တဲ့တယောက်ဆောင်ဖြစ်လာနိုင်တယ်ဆိုတာသိကြပါတယ်။ဒါရီအကြောင်းမဲ့သူရဲ့မိခင်ဖြစ်သူကဆိုရင်တားဖြစ်သူအတွက်နှမျောတသဖြစ်လို့မဆောင်ဖြစ်နေခဲ့ရတာပေါ့။နောက်ရင်းမှာလည်းမိခင်ဖြစ်သူကမူးမေ့လည်းမတန့်ငိုနေခဲ့တာမို့လာရောက်သူတွေလည်းမိခင်နေရာကနေဝန်ခံစားကောင်တိမ်မကောင်းဖြစ်နေကြရပါတယ်။သူနဲ့ညီကိုလိုချစ်ခင်တဲ့တယောက်ဆောင်အောင်မြင်မြတ်ကလည်းရန်ကုန်မြို့ကိုမနက်ခင်းပိုင်းမှာအရောက်လာကနိုင်ရင်လိုက်ပို့ခဲ့ပါတယ်။ ကိုသွင်းတဲ့အချိန်မှသာအနိကနှုတ်ဆက်ခဲ့ရတာဖြစ်ပြီးငိုနေခက်ကထို့အတွက်ယူဆုံးမရဖြစ်နေခဲ့ပါတယ်။လူတွေကြိတ်ကြိတ်တုံးမရအောင်ဖြစ်နေပေမဲ့လည်းအဖျော်ယောင်သက်ကလေးဇလန်တွဲထဲမှာသိချစ်ကြတဲ့တငယ်ချင်းတွေဖြစ်ခဲ့ကြတဲ့ရဲကောင်၊လွေမော်၊ထိန်လင်းအောင်တို့ကကိုသွင်းတဲ့အချိန်မှအရောက်သွားပေးခဲ့ကြပါတယ်။ကိုသွင်းတဲ့အချိန်မှအဖျော်ယောင်သက်ကလေးဇလန်တွဲပိုစတာပုံလေးနဲ့သာအမှတ်သားလုပ်ခဲ့တာမို့အလုံးအတွက်ဝမ်းနဲ့လွမ်းမောဖွယ်ဖြစ်လို့နေရပါတယ်။ အသက်26နှစ်မှာကျွေးလွင်သွားခဲ့တဲ့ထူခေါင်းရရောက်ပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါဦးနော်။နေ့ရက်တိုင်းအတွက်ပြည့်ရှင်ပါစေ။